အားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့လာပြန်ပြီเนาะဒီကနေ့တော့တီးဆောင်ခင်းတီးတော့မဆောင်ပါဘူးရေခဲတစ်တာထဲမှာရှိတဲ့အတီးအရွက်တွေကျွန်တော်အကောင်လုံးချက်လိုက်တော့မယ်เนาะဒါကတော့ကျွန်တော်ပြင်ထည့်ရမယ့်ပစ္စည်းတွေပါကြက်ဥနဲ့ငချောက်ဒါကတော့ကြက်တော်နီပပလီထားရရဲ့ဒါကတော့မကြီးတီးကိုရေစိန်ထားတာပါပြီးလို့ရှိရင်ဒါကတော့ခရန်ဒီနဲ့အလူး ဒါကတော့ယုံပတိတီနဲ့ခရမ်းချင်သည်ဒါကတော့ပကံတက်တက်ခွဲထားတာပေါ့နော်ဒါကနူးလွယ်တဲ့ဟာကိုနောက်မှထည့်မယ်ကဲကျွန်တော်ဘလို့ချက်လဲဆိုတော့လက်ကြည့်ကြရအောင်နော်အိုးပူလာရင်စီထည့်ပါမယ်စီပူလာရင်ကျုပ်နှလုံးကိုကျွန်တော်အရင်ကြော်လိုက်ပါမယ်သူများတွေကြတော့ကျုပ်တွေမကြော်ပါဘူးကျွန်တော်ကတော့နည်းနည်းတင်းတင်းလေးစားခြင်းလို့ကျွန်တော်ကျုပ်လေးကိုနည်းနည်းကြော်လိုက်ပါမယ်မကြော်လဲရပါတယ်နော်

ြီးလို့ရှိရင်ကျွန်တော်တို့ထောက်လိုက်ပါမယ်။ကြံတဲ့စီကိုပဲကျွန်တော်ထပ်ပြီးတော့အတန်းပြူသွားပါတယ်နော်။ဒါကတော့ကြက်တော်နီကိုကျွန်တော်ပြင်ကြော်လိုက်ပါမယ်။ကြက်တော်နီကနွမ်းလာပြီဆိုရင်တော့မြုပ်တီးထဲပါမယ်။စနေမှောက်နည်းနည်းထဲပါတယ်။ကြက်တော်နီမွေးလာတဲ့အထိကျွန်တော်စီတက်လိုက်ပါတယ်။မြုပ်တီးစီတတ်တာနွမ်းလာပြီဆိုရင်တော့အာလူးနဲ့ခရံဒီကိုကျွန်တော်ဖြတ်လိုက်ပါတယ်။ အရာဒါအတွက်ဆိုတော့စားထည့်ပါမယ်ချိုမောက်ထည့်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ငပိလေးအနေငယ်ထည့်ပါတယ်နော်ဒါကတော့ကြက်သားမောက်လေးနည်းနည်းထည့်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ရောသမသွားအောင်ငွေလိုက်ပါတယ်ကြာအနာလေးပူမွှေးကြိုင်သွားအောင်ကျွန်တော်ဆွီတီမဆလာကိုလေးထည့်လိုက်ပါတယ်နော် အိုးလေးအနေငယ်ကတ်လာပြီးဆိုရင်တော့ကျွန်တော်ရေနွေးကိုနည်းနည်းဆွတ်လိုက်ပါတယ်ဗျာပြီးလို့ရှိရင်ဆနာကကြော်ထားတဲ့ငချောက်နဲ့ကြက်ဥကိုလေးခါရဲထည့်လိုက်ပါတယ်အာလူနဲ့ခရံဒီလူဖို့အတွက်ကျွန်တော်ရေနွေးကိုထပ်ဆွလိုက်ပါတယ်အဖုံးလေးအောက်ပြီးရင်တော့ အလူးနူးလာတဲ့အထိချက်ထားလိုက်ပါတယ်နော်ကဲဒီလောက်နေထားဆိုရင်အလူးရဲ့နူးနေပါပြီပြီးလို့ရှိရင်ဘယောင်းပရေဒီနဲ့ခရမ်းချင်ဒီကိုကျွန်တော်ထည့်လိုက်ပါတယ်ယောင်းပရေဒီနူးမှကျွန်တော်မကြည့်ရထည့်ပါမယ်နော်ဒီလောက်နေထားဆိုရင်တော့အတိအရွတ်တွေအကုန်လုံးနူးနေပြီဆိုရင်တော့ကျွန်တော်မကြည့်ရထည့်လိုက်ပါမယ်။ ကျွန်တော်ကတော့အသီးရွက်ဟင်းဆိုရင်တော့ချင်းချင်းလေးမှကြိုက်တယ်ဆိုတော့ကျွန်တော်မကြည့်ရခက်မများလေးထည့်လိုက်ပါတယ်နော်ဟင်းရည်လေးလေးနည်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 းတော့ကြောက်ကျွန်တော်ရင်နွေးနည်းနည်းထပ်ထည့်လိုက်ပါတယ်နော်ပြီးလို့ရှိရင်ရင်နွေးဆူလာတဲ့အထိကျွန်တော်ထပ်ချက်လိုက်ပါတယ်ကဲဟင်းရည်လေးပေါ့ပတ်ဆူလာပြီဆိုရင်တော့ကျွန်တော်တို့အရာဒါလေး ညီစမ်းကြည့်ပါမယ်နော်အရာဒါလည်းစင်ပြေပြီဆိုရင်တော့ကျွန်တော်မဆလာလေးထွက်ထည့်လိုက်ပါရဲ့နော်ဆိုတော့ကကြာနေမဆလာကိုထည့်လိုက်ပါရဲ့ကဲဒီလောက်နေထားဆိုရင်တော့ဟင်းကတော့ကျက်သွားပါပြီနော်နိုင်ငံခြားမှာနေတယ်ဆိုတော့အသီးရွက်ဟင်းတွေကို မစားရတာလည်းအရင်ကြာနေပါပြီဒီနေ့တော့အသီးဆောင်ဟင်းနဲ့အမေးမိန်မိန်ဆွဲမယ်ဗျို့ រត់ទៅសំហត់ផ្លូវជប៉ុនលើខ្វះនេះបំណងគេគូជាមកឡោរនោះ ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးအထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုကြိုက်နှစ်တက်မယ်ဆိုရင် like and share လေးလောက်သားပေးဖို့မမေ့ပါနဲ့เนาะအော် YouTube မှာလည်းအပေးလို့ရပါတယ်เนาะ YouTube မှာလည်း subscribe မလောက်ရသေးဘူးဆိုရင် subscribe လောက်သားပေးဖို့တောင်းဆိုချင်ပါတယ်ဗျာအားလုံးကိုကျေးဇူးကျေးဇူးတင်ပါတယ်ဗျာ Bye bye